းတွေဝေဒနာရှင်များအားလုံးမင်္ဂလာပါနော်ဒီနေ့မှလည်းအမျိုးတို့တွေမင်းကိုထည့်ရနေရတယ်နော်ကျွန်မပတိပေးတာက၈တပတိနော်ကိယာ၈တုံးတကိနော်အဲ့ဒီမှာပတိယာ၈တနော်ဒီမှာအပိပောက်ကလေးနော်ကျွန်မတွေ့ပေးထားတာဒီမှာမိန်းနေရနေပြီးတော့ခွန်တိဆိုပြီးတော့မိန်းနေရပါတယ်နော်မျိုးတို့အားခိုက်ထား ရိတ်ကရှေ့သုံးတင်ပရိတ်ညမမနေရတော့တော့ပရိတ်ကိုမပြတော့ဘဲနဲ့ဒီတိုင်းချပေးပြီးတော့เนาะအဲ့မဲ့ပြီးကန်နေလိုက်ကိုပြန်ကြည့်နော်ပြီးကန်နေကြတော့ကျမကပရိတ်ကရှေ့သုံးတေလို့အတူပြောရတယ်ပြောပြီးတော့ဩဒါအစားဆုံးပြပေးပါဦးမယ်လေးဆိုပြီးတော့ဒါအမျိုးလိုဒီလိုပေါင်းခြင်းနဲ့ဒါမရိယပြပေးသွားတော့เนาะဒီနှလုံးပေါင်းမိတာနဲ့ပေါင်းเนาะအတူပြပေးတ တ်ကြောင့်ပရိတ်က၈3ပရိတ်နော်ပရိတ်ကလည်းကြားတယ်ပတိကလည်းအောင်းနေမိန့်ခွေထရနေပြီးတော့တိခွန်ဆိုပြီးတော့၈3ကို3.5ခွန်နေတယ်အပီနော်ဒါပြီးပေါက်ဆိုင်ဒါမျိုးလိုကျွန်မပြောတဲ့ဒါပြီးပေါက်ဆိုင်နော်အဲ့တော့ဒီနေ့လည်းအမျိုးလိုကြီးရတယ်နော်မနေ့ကတော့လည်းမနေ့ညရတယ်နော် အဲ့တော့ကျမကနေတိုက်ကအမျိုးတွေကိုအကောင်းဆုံးစူးစမ်းပေးသွားတယ်နော်အဲ့တော့အမျိုးတို့အနေနဲ့ကဒီလိုအပိပောက်ဆိုင်ကလေးကိုကြိုက်တယ်ဆိုရင်ဝင်ပြီးတော့မှန်ခဲ့တယ်နော်ကျမမနေရတော့လည်းတခါပြောတယ်ကြိုက်လားကျမပြီးတဲ့ပုံစံမျိုးကြိုက်လားကြိုက်ရင်ဝင်မှန်းကျမအကောင်းဆုံးရှာဖို့ပြီးတယ်ပြီးတော့ကျမထိုးမဲ့ပုံစံမျိုးကိုအမျိုးတို့ချပေးတာဖြစ်တယ်နော် တို့ကျွန်မဘက်ကလည်းစေတနာအပြည့်နဲ့ချာပေးတယ်လို့အမျိုးတို့ဘက်ကလည်းဓမ္မလေးလေးကိုစီနှိပ်ပြီးတော့ဘယ်လိုဘလောက်ဖို့ရတယ်ဆိုတာကိုဝင်ပြီးတော့မှန်းသိခြင်းနော်မှန်းလို့ကျွန်မကိုတပြားတစ်ချက်မှပေးစရာမလိုနော်အမျိုးတို့အနေနဲ့ငါးတောင်ဖို့ရတယ်ကိုဟာကူကျူနော်တစ်တောင်ဖို့ရတယ်ကိုဟာကူကျူကျွန်မကိုငါးပြားတောင်ပေးစရာမလိုနော်အဲ့တော့ကျမဘက်ကလည်းစေတနာပြည့်နေချပီးတယ်လို့အမျိုးတို့ဘက်ကလည်း ပြန်ပြီးတော့ကျန်နေတတ်မှုရှိတယ်ဆိုရင်ပြန်ပြီးတော့ဓမ္မလေးတွေကိုယ်စီနှိပ်ပြီးတော့ဝင်ပြီးတော့မှတ်သိခြင်းเนาะဒါကျွန်မဘက်ကတောင်းဆိုမှုเนาะမျိုးတော့မနီယာလိုက်ကိုလည်းပြန်ကြည့်ကျွန်မအဲ့လိုပြောခဲ့တယ်เนาะအဲ့တော့နေ့တိုင်းကအမျိုးတွေကိုလည်းကျွန်မအကောင်းဆုံးရှာဖွေပေးเนาะမင်းနေ့ကကြည့်ပေးရအောင်เนาะဒါပြောလို့ရှင်ပိုးတယ်ဖြစ်အောင်ပါเนาะမှ တို့ဖူးနေညံ့နေရတိချောက်ပန်တယ်နော်မိနေရနော်ဒါကျွန်မလိုက်ဖို့အမြဲတမ်းကြည့်နေတဲ့အမျိုးတွေကတော့တည်တယ်အခုမှဝင်ကြည့်မဲ့မျိုးတွေကတော့တည်မှာမဟုတ်ဘူးနော်အဲ့တော့ဒါမိနေရနော်မနေ့ပိုင်းနော်ခွန်တုံညပတ်တီဟာမှာမိနေရနော်နော်အဲ့တော့ဒါအခုမှဝင်ကြည့်မယ်အမျိုးတွေကိုအကျမပြန်ပြပေးပါနော် မြင်းနဲ့ကြည့်တဲ့မျိုးတွေကတော့တည်တယ်နော်ငွေနေရကြည့်ပုံစံကြိုးစားပြီးတော့လာနော်အဲ့တော့မျိုးလိုအနေနဲ့လဲအပန်းမကြည့်ဘူးဆိုရင်လက်မလေးတွေကိုယ်တိနှိပ်ပြီးတော့ဝင်ပြီးတော့မှန်ခဲ့နော်ကျွန်မပြောတယ်9000ဘူးပေါက်တယ်ကိုဟာကိုယူ1000ဘူးပေါက်တယ်ကိုဟာကိုယူကျွန်မက9ပြတောင်ပေးကြရမှာလို့နော်နော်အဲ့ဒါပြီးတော့ ကျမကကျမရဲ့ဖွဲ့ပေါ်နေဒီဘက်မှာဇာတို့ပတိ6တလုံးပေးထားတာဖြစ်ပါတယ်ဒီ6တလုံးမှာဆိုရင်ကျမ3ရက်အတွင်းအမခံပေးထားတယ်နော်ကျမရောက်လာကဒီကက်ကလေးနော်ဒီကက်ကလေးကိုကျမက3ရက်အတွင်းအမခံပေးထားအဲ့တော့ဘုဒ္ဓဖုညံ့နေမှာပဲ6ပတိနဲ့5 6ဆိုပြီးတော့အောင်မြင်သွားတယ်နော်အဲ့ဒီတော့ဒါက3ရက်အတွင်းအဲ့ဒီမတိုင်ခင်မှာကျမရဲ့ဖွဲ့ပေါ်နေကိုကျမကလက်ဆောင်ဖြစ်နေပို့ပေးတာရှိတယ်နော်ဒါဒါပထမနေရာပို့တာ နော်နေ့သုံးညမှာသူတို့ရတယ်နော်နေ့သုံးညမှာတစ်ခါရတယ်ပြီးတော့နောက်တနေ့ထပ်ပို့တယ်ခွန်လေးမှာတစ်ခါရတယ်နော်အဲ့ဒါပြီးတော့ဒါက၃ညအတွင်းနော်၃ညအတွင်း6ပတ်တိနဲ့မိနေရနေပြီးတော့ငါ6ဆိုပြီးရတယ်ကျမရဲ့အဖွဲ့ဝင်တွေကျမကအကောင်းဆုံးကြိုးစားပေးသွားတယ်နော်ဒါမနေ့ကလိုက်ကိုလည်းပြန်ကြည့် ျမရဲ့အဖွဲ့ဝင်တွေကိုကျမကအာမခံပေးထားတယ်။၃ချိန်၄ချိန်နော်ကျမမနေ့ကလိုက်မှာဆိုရင်၃ချိန်အောင်မြင်သွားတယ်လို့ပြောတယ်နော်အဲ့တော့ဒီနေ့တော့ကိုကျမရဲ့အဖွဲ့ဝင်တွေကိုပို့ပေးလိုက်ကနနော်တောက်ကြမနေ့ညလက်ဆောင်ဖြစ်နေဇာတို့ပတ်တီတစ်တလုံးနော်သူမင်းနေရနေခွန်တိတ်ဆိုပြီးတော့ကျမရဲ့အဖွဲ့ဝင်အဟောင်းတွေက၄ချိန်ရသွားတယ်နော် နောက်ဘက်ဘက်ကိုကျိုးဝင်တဲ့အဖွဲ့ဝင်တွေတွေကတော့တပတ်တိနဲ့ခွန်တိတ်ဆိုပြီးလို့ရပါတယ်နော်မနေ့ကကျမအဖွဲ့ဝင်ခေါ်တယ်နောက်ဘက်ဘက်ကိုကျိုးဝင်ခြင်းနဲ့အဖွဲ့ဝင်တွေကကျမရဲ့အဖွဲ့ဝင်ဟောင်းတွေကိုပို့တဲ့ကဏ္ဍကိုပို့ပြီးမှဖြစ်တယ်လို့ကျမမနေ့ကလိုက်မှာပြန်ကြည့်နော်အဲ့တော့နောက်ဘက်ဘက်ကိုကျိုးဝင်တဲ့အဖွဲ့ဝင်ဟောင်းတွေကတပတ်တိနဲ့တခွန်ဆိုပြီးတော့ရသွားပြီနော် ဲ့ဒီတော့နောက်ထပ်ထပ်ပြီးတော့နောက်ဘက်ဘက်ကိုကျုံဝင်ခြင်းနဲ့အဖွဲ့ဝင်အတစ်တွေကတော့ဒီညနေမှာထပ်ရမယ်နော်အဲ့တော့ဝင်ခြင်းနဲ့ဆန္ဒရှိရင်ကျမနဲ့ဆက်သွယ်ပြီးနော်ကျမတော့အကောင့်တစ်ပါအကောင့်ဆုံးထဲမှာရှာဖွေပြီးတယ်နော်အဖွဲ့ဝင်အဟောင်းတွေက၄ချင်းနောက်ဘက်ဘက်ကိုကျုံဝင်တဲ့အဖွဲ့ဝင်တစ်တွေကတိပ္ပတိနဲ့ခွန်တိဆိုပြီးတော့ဒုမိန်လေးကနေရတယ်နော် အဲ့တော့နောက်ဘက်တော့ကိုကျုံဝင်ခြင်းနဲ့အမျိုးတွေကဒီညနေမှာထပ်ပြီးတော့ဇာလုပတိတလုံးမိန်အော်၃ကွယ်2ဝ2ကွယ်ရမယ်နော်ဒါနောက်ဘက်တော့ကိုကျုံဝင်တဲ့အမျိုးတွေကိုပြောပြတာဆန္ဒရှိရင်တော့ဒီမှာနဲ့ဆက်သွေးပြီးတော့ဒီလိုလာပြပါနော်ဒါမှမဟုတ်လို့ဒီညနေတောက်ကြညနေကနန်းထွက်ပြီးမှဝင်မယ်ဆိုတဲ့ဆန္ဒရှိတဲ့အမျိုးတွေကလည်း ဝင်လို့ရတယ်နော်တောက်ကြညာဒီကနက်ထွက်ပြီးမှဝင်မယ်ဆိုရင်ကျွန်မကတနင်္ဂနွေည7နာရီခွဲကနေစပြီးတော့ကနက်များကိုပြန်လဲပို့ပြီးမှဖြစ်တယ်နော်အဲဒီတော့ဝင်ညာဆန္ဒရှိရင်နော်စောစောစီစီလေးဝင်ထိုင်တော့ဟိုကောင်းတာပေါ့မျိုးလိုရယ်နော်ဘာဖြစ်လို့လဲဆိုတော့ဝင်မယ်လို့စိတ်ဆန္ဒနဲ့ပိုင်ဖြတ်ထားလို့ရှင်စောစောစီစီလေးဝင်လိုက်စောစောစီစီဝင်လိုက်တော့မနေ့ကတော့ ောက်ဘက်တော့ကိုကြိုးဝင်မဲ့အဖုံတစ်တည်းဝင်လာတယ်နော်ဝင်လာတဲ့ခါကျသူတို့တစ်ပတ်တည်းနဲ့ခွန်တိတ်ဆိုပြီးတော့သူတို့အောင်းသွားတယ်နော်အဲ့တော့နောက်ဘက်မှာလည်းကျမရဲ့အဖွဲဝင်အဟောင်းတွေကိုစူးစမ်းပြေးသွားမှာဖြစ်ပါတယ်နော်အဲ့ကျမရဲ့အဖွဲဝင်တွေကတော့အဖွဲဝင်အဟောင်းတွေကတော့ပြောစရာမလိုဘူးနော်ဖွဲ့ဝင်တည်တည်ကိုမတိတဲ့ဖွဲ့ဝင်တည်တည်ကိုဒီမှာဒါရှင်းပြနေတာเนาะအဲဒီဆန္ဒရှင်เนาะဒီညနေမှာထပ်ပြီးတော့ပတိတလုံး ိန်းသုံးွယ်ဒုနှစ်ွယ်လားလက်ဆောင်ဖြစ်နေထပ်ရမယ်။နောက်ကြညံ့နေထွက်ကနန်းထွက်ပြီးမှဝင်မယ်ဆိုတဲ့အမျိုးတွေကတော့ကနောက်ပိုက်ရောက်သွားပြီပေါ့နော်။အဲ့ဒါဆိုရင်ကျမက၃ရက်အတွင်းအာမခံပြီးထားတယ်။ပတိတလုံးမိန်းသုံးွယ်ဒုနှစ်ွယ်၃ရက်အတွင်းမှာစိုးစိုးစီးစီးပတိအောင်သွားရင်နောက်ထပ်ထပ်ပြီးတော့လက်ဆောင်ဖြစ်နေအခုလိုမျိုးတွေထပ်ပို့မယ်နော်။ဒါမှမဟုတ်၃ရက်အတွင်းမှာ အခုလိုမျိုးဒီနေ့ဒီပတ်လိုမျိုးဘုလိုဖုန်းနေကြမှာ9 6လို့ထွက်တယ်ဆိုရင်ကျန်တဲ့တနင်္လာအင်္ဂါမှာကဲပေါက်တွေပို့ပေးမှာเนาะဆိုးဆိုးစီစီပတ်တီထွက်သွားလို့ရှိရင်လည်းထပ်ပြီးတော့ပို့ပေးမှာเนาะအဲ့တော့ကျမရှိမှာဝင်တဲ့မျိုးတွေကသက်ဆံတက်တောင်းနဲ့တန်းနေเนาะဖုံးအောင်နေဆိုရင်၄ချိန်เนาะစံတော်ဝါဝါလိုက်ပြီးတော့ထိုးနေမဲ့အစားအဆန်လေးတက်တောင်းမှာ ိုးချိန်မှာဘာမှတန်ဖို့မရှိဘူးเนาะအဲ့တော့ဒီတက်တောင်းနေတန်နေဆိုရင်ဝင်လာခဲ့เนาะစံတက်တောင်းတန်နေဆိုရင်ဝင်လာခဲ့မြင်တဲ့အတိုင်းပဲ၄ချိန်တီးတီးရသွားပြီเนาะအဲ့တော့ဆန္ဒရှိမှလဲကျွန်မခေါ်တာအတင်းမတိုက်တော့เนาะဆန္ဒရှိရင်တော့လာခဲ့အဲ့တော့အဖွဲ့ဝင်နေတင်ကိုကျွန်မစူးစမ်းပြတာမဟုတ်ဘူးเนาะနေတိုက်ကအမျိုးလေးလဲဒါအမျိုးလိုလေးရတယ်เนาะเนาะအထူးပြောနေကြမလို့ ရတယ်။အဲ့တော့နေလိုက်ကအမျိုးလေးလည်းဘယ်သူဘယ်ကိုရတယ်ဆိုတာကိုလက်မလေးလေးကိုယ်စီနှိပ်ပြီးတော့ဝင်ပြီးတော့မှတ်နော်။ဒီမှာအတန်တန်ပြောတယ်။ဝင်ပြီးတော့မှတ်နော်။နော်။ဘာဖြစ်လို့လဲဆိုတော့ကျမဘက်ကတော့ကောင်းဆုံးကြိုးစားပြီးသွား။ကျမမနေ့ကတော့ပြောသေးတယ်။ထပ်ပြီးတော့တင်ကျမတင်တော့မယ်လို့ကျမပြောတယ်နော်။ဒါပေမဲ့လို့ကျမဘက်ကစေတနာအပြည့်နဲ့ ဟောကိုရီးယားတို့တို့လည်းရပါစေဆိုတဲ့စန္ဒနဲ့ကျမဘက်ကတင်ပေးတာเนาะအဲ့တော့ညနေတော့ကိုလည်းကျမတင်ပေးมาဖြစ်တယ်အဲ့တော့မျိုးတို့ဘက်ကလည်းအပန်းမကြည့်ဘူးဆိုပြီးဟာမလက်မလေးတွေကိုဒီနှိပ်လိုက်သမှာเนาะဒါလေးလောက်ကတော့ဘယ်တော့မှအပန်းမကြည့်ပါဘူးเนาะဒါမိုးလေးတွေနှိပ်ကိုမကလေးတစ်ချောင်းနှစ်ချောင်းဝင်ကြီးဟာကျွန်တော်တော့9000ဘူးတထောင်ဘူးဟာလား900ဘူး1000ဘူးအမျိုးတို့ရတော့လေမျိုးတို့ဟန်ယူကျမကိုတပြားมาပေးတယ်မလို့เนาะဒါကျမစီစဉ်တာနဲ့ တင်ပေးတာလေဒါလေးရအဲ့တော့မျိုးတို့ဘက်ကလည်းကျမကိုကူညီတဲ့အနေနဲ့လက်မလေးတွေကိုနှိပ်လိုက်သမှာနော်ဒီလိုလေးလောက်တာဘယ်တော့မှပန်းမကြည့်ပါဘူးမျိုးတို့နော်အဲ့တော့ညံ့နေအတွက်ကိုလည်းကျမချပေးမယ်နော်ဒါညံ့နေ ဲ့ဒီတော့စကားတွေပြောရလားလေတော်တော်တော့မောသွားပြီနော်ကျမတုံတုံစကားကိုမပြောဘူးမနေ့ကလည်းတခါပြောတယ်ဒီနေ့လည်းတခါစကားနည်းနည်းတော့ပြောတယ်နော်ခါတိုင်းဆိုရင်ကျမအဲ့လောက်ဒီစကားမပြောဘူးတိတ်ပြီးတော့စကားတွေကိုကျမရှိရှိဝဝမပြောချင်ဘူးနော်အဲ့တော့အခုလိုပြောရတာလေဒါတယောက်နဲ့တယောက်နဲ့မိသားစုလို့ ိုင်တိုင်မင်းမင်းလေးဖြစ်စေခြင်းလို့ဒါမျိုးလိုပြောတာဆရာမေးမခေါ်နဲ့အမကြီးကျွန်တော်တို့ဘလောက်ဖိုးလေးရတယ်ကျမဝမ်းနေတာနော်ကျမတို့ဘလောက်ဖိုးလေးရတယ်ကျမမဝမ်းတာလို့နော်အဲ့တော့မျိုးလိုဘက်ကလည်းပြန်ပြီးတော့အမကြီးဒီလိုလေးပြလာတော့ကြိုက်တယ်နော်ဒါမိုးလေးတွေဖြစ်စေခြင်းလားဒီမှာဆိုဖို့ဆိုတိတ်နေကောင်းတာမဟုတ်နှာတွေကစီးချောင်းတွေကဆိုးအတန်တွေကဝင် ဲ့ကြားတွေကနေတင်ပေးတာနော်နာဒီယာလိုစီနေတာနာစီချောင်းဆိုဖြစ်နေအဲ့တော့ဒါမိသားစုအနေနဲ့တယောက်နဲ့တယောက်နဲ့ပြောပါရင်ဘလူလေးကြိုက်တယ်ဘလူလေးတော့ရတယ်ဒါမျိုးလေးဖြစ်စီခြင်းလို့ကျွန်မပြောပြနေတာနော်မိသားစုပုံမှန်နဲ့ဒါမျိုးလိုဆွဲခေါ်နေတာဒါလည်းကိုယ့်ရဲ့မိသားစုလေးပဲနော်အဖွဲ့ဝင်တွေမိသားစုမဟုတ်ဘူးနေတဲ့ကအမျိုးတွေလည်း မိသားစုလို့တတ်မှတ်ထားတာနော်အဲ့တော့မျိုးတို့အနေနဲ့လည်းလမ်းမလေးကိုဒီနှိပ်ပြီးတော့ဘုသူဘလောက်ကိုရတယ်ဆိုတာဝန်မှန်အားကျွန်မတော့အဲ့ဒါပြန်ကြည့်ပြီးဟာဘုသူတော့ဘလောက်ကိုရတယ်မလို့ဝမ်းတာရတာဒါမျိုးနော်အဲ့ကျွန်မထုံးမဲ့ခဏနေဦးချပေးနေနော်မာလီယာစီ ယလေးခုနဲ့ပတိယလေးခုပတိနော်အဲ့မှာမိနေရတော့ခွဲပေးမယ်အမိနာဒီနေဆိုရင်လေးအော် sorry ဒီလူဒီလောက်ကမှာဆက်ကတော့ချလေးငါရှိမယ်40ရှိမယ်40ရှိမယ်နော်ခုနဲ့ဆိုတော့ခုငါခုတော့ညာ ာเนาะမျိုးတို့အကျန်ဖြစ်မှာဆိုတော့เนาะစစ်လားကလေးငါလေးကလေးရှိတယ်ဒီတဲ့အဲ့ဒါတေချာပြန်စစ်တာမျိုးတို့ကျန်ဖြစ်မှာဆိုတော့เนาะဒါအာထုရံွက် လိုက်အားထုတ်နော်ဒါမင်းကွက်နော်အဲ့တော့ဒါညနေ၄နာရီ30အတွက်ထပ်ပြီးတော့စေတနာအပြည့်နဲ့တင်ပေးလိုက်တယ်နော်ကဲအဲ့ဒါဆိုရင်ဒီနေ့အပိတ်နေမှာလဲအောင်မြင်မှုတွေကိုထပ်ခါတလေးလေးရရှိနိုင်ကြပါစေ။